မင်္ဂလာပါဦးစင်ပထမဆုံးအနေနဲ့သိချင်တာကတော့ဒီမလေးရှားနိုင်ငံမှာအော်ပရာစီဖမ်းဆီးနေတယ်လို့သိရတယ်ပေါ့လေဘေးအချိန်ကလေးကစပြီးတော့ဖမ်းနေတာလဲဘယ်နေရာတွေမှာဖမ်းနေတာလဲသိချင်ပါတယ်음အော်ပရာစီအခြေစားဆိုရင်2015ပြည်ဝစားကပဲစပြီးတော့ဖမ်းနေတာလို့တွေ့ရတယ်လေ နှစ်ထောင်ရှိရင်ကတလားပဲလောက်ဆက်ပြီးတော့အဲနေရာတိုင်းနေရာမျိုးတွေနဲ့မျိုးတွေနဲ့ဖန်စီတာကိုတွေ့ရတယ်။အဲနေရာတွေကတော့အဆုံးပါပဲ။အခုရပိုင်းအဖမ်းခံရတဲ့အထင်းမှာဒီမြန်မာနိုင်ငံသားတွေထောင်နဲ့ချီပါနေတယ်လို့သိရပါတယ်။ဒီအထင်းမှာရောရခိုင်တွေပါလာ CRC အဖွဲ့အစည်းအနေနဲ့ရောဘလို့သိရလဲ။စရင်ရောကောက်ယူထားတာရှိပါသလား။ဦးဇင်းရောရှိပါတော့ပြန်ပြန်ရှိအားပဲဒီတိုင်းဖမ်းရတာမြန်မာနိုင်ငံသားတွေအဲ့လိုပဲလေ။ တို့ခွေးပြူတာမှမဟုတ်တာတို့ကလာဝကတော်ရေးတို့ကအဲဖမ်းတော့လိုရစီဝင်ပြီးဆိုရင်တို့ကမြန်မာနိုင်ငံသားဥယေဘလားဘင်္ဂလားဥယေဘလားအဲလိုအရေးတွေ့နေပြီတို့ကတွေ့တယ်။အဲလိုထုတ်ပြန်တဲ့ခါကျတော့အစိုးရထုတ်ပြန်တဲ့ခါတို့ကလူ့ရေးပမာဏကမြန်မာနိုင်ငံသားပြည်နေရပြည်နေရဘုလို့ဥစဉ်တော့အဲလိုအဲလိုပဲဘင်္ဂလားကပြည်နေရအဲလိုမျိုးပြည်နေရကပြည်နေရအဲလိုမျိုးအဲအဲလိုမျိုးပဲထုတ်ပြန်လာကြရတယ်။တင်မဥစဉ်နောက်တစ်ခုက ဒီအော်ပရာစီအကြီးစားနေပြီးတော့အခုချိန်မှာဘလို့ပုံစံမျိုးတွေနဲ့ဖန်ဆီးနေတာပါလဲသာဝကရတို့လာဝကဟိုဒီနောက်ပြီးတော့လာဝကတို့စီပင်တို့နောက်ပြီးတော့ဒီရေတို့အကုန်လုံးအဖွဲပေါင်းစုဖို့တော့စုပြီးတော့သူတို့ဒီတခါတည်းလိုအပ်လာလို့ရှိရင်တော့ဒီစစ်တပ်ရဲ့ပါတာပါပဲအဲအဲ့လိုမျိုးအဖွဲပေါင်းစုသူတို့အဲ့ဒီစုပြီးတော့ဖန်လာအော်ပရာစီအကြီးစားဖို့တော့အဲအဲ့လိုဖန်လာအဲ့လိုပဲတွေ့ရတယ် ပြီးတော့အရင်တုန်းကဆိုရင်ဒီလာဝကာတို့ရဲတို့ပူပေါင်းပြီးပဲဒီအော်ပရာစီကအဆောင်တွေကိုဝင်ဖန်းတာရှိခဲ့တယ်ပေါ့လေလက်ရှိမှာကြတော့ဒီအော်ပရာစီအကြီးစားတောင်မှဝင်ပြီးတော့ဖန်းနေတာဘာကြောင့်ဖြစ်မလဲမလေးရှားအာရဘအဖွဲ့အစည်းတွေနေနေလေပဲသူတို့ကအမျိုးသားလုံခြုံရေးအမျိုးသားကာကွယ်ရေးအတွက်သူတို့တွေအတွက်အဟန်တဖြစ်လာတာတွေဖြစ်လာတယ်ဦးဇင်းတို့ကြည်ရတဲ့လောက်ကအဲဒီလူတန်းမှုတွေ နောက်ပြီးတော့ဒီပြန်ပြီးဆွေးတဲ့ကိစ္စတွေအဲနောက်ပြီးတော့ဒီအဲနေရာတိုင်းနေရာတိုင်းမှာမတရားမှုတွေများလာတာတွေကြတော့ဒါသူတို့ရဲ့အမျိုးသားလူဆုံးရေးအတွက်သူတို့တွေဆွင့်ရင်စရာတွေဖြစ်လာတဲ့အခါကျတော့ဝန်ခံရတာဘုန်းတော်အဲဘာဖြစ်လဲဒါတွေကမဖြစ်နိုင်တဲ့ကိစ္စတွေပေါ့ဥပမာဥစဉ်တို့ဒီအဲတလားပဲ အဲလုံးကဆိုလို့ရှိရင်ဦးဇနုဒီပြန်ပြီးဆွေးနွေးတာဦးဇနုဒီ CRC အနေနဲ့တည်ပြီးတော့ဟောကူညီပေးတာတခုရှိတယ်အဲအဲ့ဒါပြန်ပြီးဆွေးတာပြန်ပြီးဆွေးရဆိုလူရှုပ်ဖို့တော့အဲ့တော့ပါသွားတယ်ရှုပ်မိမမိကလေးကနှစ်ဦးယောက်ျားလေးက6ဦးအဲ့ဒီဒီမှာရှင်းပြောတာတယောက်ပါတယ်အဲ့ဒီနေ့ဦးဇနုကြည်ရတော့က ဒါတွေကအလွမ်းလွမ်းကြောက်ရွံ့ကောင်းတဲ့လုပ်တယ်လေ။ဗျာမီရှိတယ်ဆိုတော့လူတို့တွေကသူကဟိုဖမ်းသွားပြီးတော့အားလို့ရမယ်။အဲမင်းကိုရှေ့ရမယ်အလို့ဒီနေ့ကလောဟိုရင်းကကိုရှေ့ပေးမယ်။အဲမင်းတို့အားလို့ရမယ်ဆိုပြီးတော့လိန်ခေါ်တယ်။အဲတော့ပွေးချရတယ်ဘလို့အဲ့တော့အဲ့ဒီပွေးချရတဲ့လိန်ခေါ်တော့အဲလိုက်တော့ကြတာပေါ့ဒီကနေ့အလို့လို့ဆိုင်တော့အဲ့လိုရောက်သွားတဲ့ခါကျတော့ဟိုကိုရောက်တဲ့ခါသူတို့ကဖမ်းထားပြီးတော့ကြိုတင်နေရှိအဲလိုရှိရင် အဲတူလူတူကိုပြင်ခဲ့တဲ့တောင်းနဲ့ပြင်ခဲ့တဲ့တောင်းမပေးရင်တော့တတ်ပြန်ပြီပေါ့နော်အဲလုံးချင်းကိုညီပြီးတော့အကြောင်းကြားလာတဲ့ကနေပြီးတော့အာဒီသူတို့ဘန်ကောက်ကနေပြီးတော့ငွေချေးပြီးဖို့အတွက်သူတို့ဆစ်ဆက်ဆစ်ဆက်နေဆစ်ဆစ်တို့ကြလို့ဦးဇင်းတို့အကြောင်းကြားလာလို့ဦးဇင်းတို့ကတည်ရတဲ့အခါဒီမှာဦးဇင်းတို့ဒီဘူရှောင်းကြရေးဌာနဆိုင်တွားပြီးတော့အကြောင်းကြားနောက်ပြီးတော့ဒီ အင်ဒီဗီရှာကြောင့်လွားပြီးတော့အဲတိုင်းရင်းဖွင့်ပြီးတော့လိုက်တာလိုက်ကြတော့အဲမှာဒီချင်းပွေးစီ CA အာ CRC လေးပါသေးတယ်အဲ့ဒီကလည်းလိုက်တယ်ဒူဒူဝိုင်းလိုက်တယ်အဲ့တော့အဲမှာနေပြီးတော့အေးဟုတ်တယ်38တရက်တလားပိုင်း2000ရှင်းကားနေအဲသူတို့ဖမ်းထားတာအဲ့တော့အဲ့ဒီနေ့လိုက်ရဲ့ဒီနေ့နောက်တလားနေ့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 ဦးကျတော့ ူတို့ကို၄နာရီခွဲလောက်မှာအဲဌာနဆိုင်နေနေပြီးတော့အကုန်လုံး wifi လို့မိလေအဲဒီမှာမိတော့သူတို့ဖန်ခံရတဲ့လူတွေကတော့ဥစ္စာတော့အဲနောက်ပိုင်းမှာဥစ္စာတော့အကူကြီးဆောင်းဆောင်းပြီးဥစ္စာတော့ပဲဒီအဖွဲ့ရှိကနေပြီးတော့အဲလူခေါ်တော့ဟာရခိုင်ကလည်းဥပေါ်တော့မိကလေးနဲ့ဥယောက်ျားကဥအဲဥစ္စာတော့အချင်းချင်းဆောင်းဆောင်းပြီးတော့အဲဒီဒါအလာပိုင်းနေနေပြီးတော့ဥစ္စာဥပဒေကစကားပြောပြီးတော့ အဲဒီလိုကိုလွမ်းမြောက်နိုင်ဖို့အတွက်တန်းနေစုစလို့調査ဆောင်ရပေးလိုက်တာတခုလိုရှိရဲအဲအဲ့ဒါတွေကိုဦးဇေတို့ကြည့်လို့ရှိရင်မလေးရှားအခင်းချင်းမှာအဲသူတိုင်းပြည်သူနိုင်ငံထိလာပြီးတော့အဲကိုတို့ကတော့ကိုတိုင်းပြည်ကိုနိုင်ငံမအင်းချမ်းတဲ့အခါအဲဒီကိုရောက်လာနေဆိုလို့ရှိရင်ကိုတို့ကနေရထိုင်ရဖို့လိုတာဘုံတော့အထူးသဖြင့်ဒီမတရားမှုမလုပ်ဖို့လိုရဲ့သူရဲ့ရင်ချင်းမှုသူရဲ့ကိုယ်ပွေမှုဘာသာတရားထုံးနဲ့ဆိုင်လာရင်ချင်းဖို့ အဲဆက်ရှိကြပဲသူတို့အမြတ်တလို့ထားတဲ့အရာတွေနဲ့ဆက်ဆက်ပြီးတော့ကိုတို့ကအဲလူတက်ခါလူကိုချင်းတရားနဲ့ရင်သူတပားတိုက်ပြီးတဲ့မှာဟိုကောင်းကောင်းလေးနေတော့ဒီတိုင်းပြည်အာဏာပိုင်ဖွဲ့စည်းတွေကလည်းပဲအဲလူသားချင်းကိုရှင်းစားပြီးတော့သူတို့လည်းပဲတနာငိမ့်ညာပြီးတော့ထားပေးတာတွေတွေ့ရပါတယ်ဦးဇေရောအနေနဲ့ အဲ့တော့အဲ့လိုမျိုးရာဇဝတ်မှုတွေများလာတဲ့အတွက်တာကြောင့်လို့ဒီနေ့ကအစောကဒီ operation အကြီးစားတွေဝယ်ဖိုင်ရတယ်လို့ဦးစင်းတော့ကတော့အဲ့လိုပဲမြင်ပါတယ်ဟုတ်ပါနောက်တစ်ခါကျတော့ဒီအခုအချိန်မှာရခိုင်တွေကအဲ့ဒီနိုင်ငံမှာဘလိုပုံစံမျိုးတွေနဲ့နေထိုင်နေကြရလဲဒါလေးကိုလည်းရှင်းပြပေးပါဦးစင်းတော့အိုဘရာစီဝင်မေလို့အတန်းကြရင်တော့အတန်းနဲ့ဆုံးကိုယ့်အနေနဲ့ကိုကိုနီးကိုယ့်အနေနဲ့ရှောင်တင်းပြီးနေလို့တက်တာရှောင်ချပါတယ်အဲ အဲအဲ့လိုမှမဟုတ်ပဲမထီမင်းမြဲအဲသူတို့သူမဆိုင်တယ်လို့နေတော့ဖတ်ခါရမှာပဲလေအဲဒါကတော့သူရဲ့အမျိုးသားလူရှင်ရဲ့အတွက်သူတို့လောရတဲ့အလုပ်ပဲလေဘယ်နေရာမှာပြီလေသူဤထက်သူအင်ပေါ်ကမှသူအင်ခြံဝန်းကြီးမှာလာနေတော့အဲကိုကတော့အဲသူအင်ခြံဝန်းရဲ့အဲတန်ရှင်မုံတန်ရမုံ အဲစီစနေကြစီကံကြနေတဲ့စားသောင်းမို့ဟောတယ်နော်အဲအဲ့လိုနေတော့ဘာမှမဖြစ်ဘူးဘာလို့လဲဆိုတော့ဥစဉ်တို့လူတွေကကျင်းရတဲ့လောက်ကဥစဉ်တို့ဒီမြန်မာတွေဥစဉ်တို့ရဲ့ခိုင်နေလို့မဟုတ်ဘူးမြန်မာတွေအပါအဝင်ပေါ့နော်အဲဒီလိုရောက်လာကွန်စားတွေဆိုလို့ရှိရင်လေလမ်းဘေးမှာနေပြီးချွေးရှင်တို့ချွေးပေးခဲ့တယ်။ဟောရိုင်းရိုင်းကြိုးရိုင်းပြဘေးရှိပါတို့ဒီတကြီးကြီးနဲ့ချွေးရှင်တွေမှာချွေးတယ်။သူတို့လာမတိုင်းတိုင်ရှင်းစွာနဲ့လောက်ထားတယ်မြို့ပြရဲ့မှာနေပြီးတော့ကိုတို့ကစီကံပြီးစွာနေထိုင်စားသောင်း တော်လာနေရဆိုတော့အဲဘဲတဲ့နိုင်ငံဆွေးအမလေးပဲကြိုက်မှာမဟုတ်ဘူးလေဟုတ်တယ်မလားအဲတော့ဟိုကိုလိုကအထူးတပည့်အဲအဲ့လိုပုံရှုပ်ပွေရှုပ်အဲမင်းရတော့ကိုရောကနေပြီးတော့သူ့ရဲ့တာဝန်ကျင်တဲ့စီလီယိုသောစီကံဥပဒေသားလိုက်နာဖို့လိုပါတယ်သူ့နိုင်ငံကထောက်ခံရတဲ့ဥပဒေကိုကိုကလိုက်နာဆောင်ရွက်ဖို့လိုက်နာကျင့်သုံးဖို့လိုတယ်လို့ သူရဲ့ရေးချင်းမှုကိုလည်းကိုကအများတလို့တံပေါ်ထားဖို့လိုပါတယ်ဆိုတော့လေမြမလူမျိုးတွေအဲ့ဒီနိုင်ငံမှာအလုံးမစင်မေပေါင်းနေရတာတော့အလုံးရှာဖို့ဒီအပြင်ကမထွက်ရေးပဲဒီအဆောင်မှာပဲအကြက်တဲမျိုးစုံနဲ့နေကြရတာတွေရောရှိလားဘလိုမျိုးဒုက္ခတွေနဲ့ရင်ဆိုင်နေကြရပါသလဲဒီရှင်ကတော့တလုံးအလုံးနဲ့ဆက်ဆိုင်ပြီးတော့ပြောရမယ်နေရာတိုင်းနေရာတိုင်းမှာအကုန်လုံးကအဲဒီပြဿနာပေါင်းစုံရှိနေတဲ့အရှင်ကာလမှာ ရခိုင်လူမျိုးလို့တို့မဟုတ်ဘူးရခိုင်ဆိုရင်လေရခိုင်ရခိုင်မှာအခုကိုပြင်ကကိုပြင်မှာကိုနေတာအကောဆုံးလို့ထင်တယ်ဘာလို့ဆိုရင်ကိုအင်ကိုရတဲ့လူဆုံးတဲ့နေရာဘယ်နေရာမှမရှိဘူးလို့ပြောရမယ်အဲကိုကမှဟိုပထမထားအပြည့်ပြည့်စုံစုံမှရှိရမှာမဟုတ်တာအဲတော့ကိုနေရာမှာလည်းမလို့ဆိုသလိုဒီမှာလည်းလုံဆုံးဆက်ရှာရတယ်လို့ဦးဇင်တော်ဘယ်လိုအကျွမ်းမပြောလို့ရမလဲအဲတော့ဘာပဲပြောပြော အလိမ္မာနဲ့နေရမယ်အလိမ္မာနဲ့နေရမယ်ရှီကန်ကြီးရတယ်နေထိုင်ရမယ်ရှီကန်ဆိုတော့ရှောက်တော်တော်မတော်တော်တော်ဟိုလည်းလုံဆောင်နေလိမ့်တာလက်ကျေလူကြီးတွေ့ကြတဲ့အခါဒါရှီကန်လိမ့်တာပြည့်ရပါဘို့ဗျာကိုယ်နေရာမှာနေရင်ရှီကန်ရှိရမယ်သူများနေရာကိုလာရင်ရှီကန်ကြီးရတယ်နေမယ်ဆိုရင်တော့နေသာပါတယ်နေတဲ့နေပြိုတယ်လို့လို့ထင်တာပဲဗျာအခုလိုအဖန်ခံရသူတွေကိုမလေးအာနာပိုင်တွေကရောဘလို့ဥပဒေမျိုးတွေနဲ့အရေးယူနေတာရှိပါသလဲ ဒါကတော့လောကဥပဒေကသူတို့ကဒီတရားရုံတင်တယ်ဟောဒီတရားသူကြီးကတလားဒလောကနလားဒလောကသုံးလားဒလောကဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်အပေါ်မှာအခြေခံပြီးတော့ထောင်ရှားပြည်တံပြည်တယ်ဘုန်းတော်အဲ့ဒါပြီးသူတို့ကကန့်ကိုပို့တာဟိုမှာတလား အဲဆိုရင်တလားတလားဆိုရင်ငလားဘုံတော့ဒါကတော့ဒါတရားသူရေးဆုံးဖြတ်ချက်ပုံမှန်မူတည်ပါရဲ့ဟုတ်တယ်နောက်ဆုံးအနေနဲ့ဒီဖန်စီခံရသူတွေကိုဦးစင်းတို့ CARC အဖွဲ့အနေနဲ့ရောဘလို့မျိုးအကူအညီပေးတာမျိုးတွေရှိပါသလဲဦးစင်းဟိုခံရလို့မဟုတ်တော့ဘူးကတော့ဦးစင်းတို့လာပြီးတော့အကြောင်းကြားရင်တော့ဦးစင်းတို့အဖွဲ့အစည်းကနေပြီးတော့အဲအတန်းနဲ့ဆုံးအဖြေဆုံးပြီးတော့အဲသူတို့တွေလွှမ်းမြောက်ဖို့အတွက်ကြိုးစားနေတာလို့ရှိတယ်အဲ့ဒီအရာတွေကတော့အဲ သူတို့ကပြန်လာဥစဉ်တို့ကအကြောင်းကြားမှာပဲဥစဉ်တို့ကပြရတာကိုအဲသူတို့ဖန်ခံတဲ့လူတွေဥစဉ်တို့ကအကြောင်းကြားရေးဥစဉ်တို့လည်းမပြရဘူးအဲဥစဉ်တို့ကအဲအကြောင်းကြားလာလို့ရှိရင်တော့ဥစဉ်တို့ဒီအဖွဲ့အစည်းကနေပြီးလက်လာပြီးတော့ပူညီပေးတယ်စောင့်ရှောက်ပေးတယ်ပူညီပေးတယ်ဘုရောဆောင်ရွက်ပေးတယ်ဘုရောလိုအပ်တာတွေရှိရင်ဥစဉ်တို့အဲလိုမျိုးပူညီပေးတာလည်းရှိတယ်